ကိုကိုစုရွာကဆေးဆရာကြီးဦးစိန်ဖေမှာ96ပါးယောဂကိုကုသနိုင်တဲ့အပြင်ဆုံးနှက်ပြောဂတွေကိုပါပျောက်ကင်းအောင်ကုသပေးနိုင်သူဖြစ်ပါတယ်။ဆရာကြီးဦးစိန်ဖေဆေးကုသရာမှာလည်းအတော်ပင်ထူးဆန်းလာပါတယ်။ဖော်ဆက်ထားတဲ့ဆေးတွေကိုရမရန်ခါများတွင်သာသုံးလေးရှိပြီးတော့များသောအားဖြင့်တော့ဖះတော်တော်ကြီးကိုမမ်းမုတ်ကဆေးပြစ်တိုက်ပြီးကုသခြင်းကအလွန်များလာပါတယ်။အဲဒါကြောင့်မယ်ဆရာကြီးဦးစိန်ဖေးကိုတော့ဝါတလုံးကြီးဦးစိန်ဖေးဆိုပြီးတော့ကင်မွတ်တက်ခေါ်ကြပါရယ်ဆရာကြီးဦးစိန်ဖေးကိုပညာအမွေပေးသွားတဲ့ကျော်လေးကျော်ဘွေရဆရာကြီးဥပဒေဟာလည်း ်ဆွေဆောင်ရဆေးစရာကြီးဖြစ်အလွန်ကြော်ကြားသူဖြစ်ပါတယ်။ဆေးဝါးနဲ့ကုသရာမှာတော့လကောင်းအင်းအိုင်လက်ဘွဲမန်နန်နဲ့ကုသရာမှာတော့လကောင်းဘေဒင်နက်ခတ်တွက်ချက်ရာမှာတော့လကောင်းနမိတ်အာယုံနဲ့ပြောဆိုရာမှာတော့လကောင်းအလွန်မှန်ကန်ပြီးတော့ယောဂဗေယဆွေဆောင်ပျောက်ကင်းချမ်းသာရကြောင်းလူအများကအဆိုပြုကြပါတယ်။အရိဆရာကြီးဥပသက်ကဆရာကြီးဥစိန်ဘေကိုလက်ဝါးရိုက်ပြီးတော့ပညာအမွေပေးသွားခဲ့တာကြောင့်ဆရာကြီးဥပသက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာဆရာဥစိန်ဖေမှာဆရာအမွေကိုလက်ဆင့်ကမ်းပြီးတော့ဆေးကုသလာခဲ့သူဖြစ်ပါတယ်။ အထူးသဖြင့်တော့ဆရာဦးစိန်ဘေကပယောကစုံးကင်နှက်ကင်စသည်တို့ကိုကုသရာမှာအောင်မြင်ကုသနိုင်တာကြောင့်ကိုကိုစုရွာနဲ့အနီးတဝိုက်ဝန်းကျင်မှာထင်ရှားတဲ့ဆေးဆရာတအူလည်းဖြစ်နေပါတယ်ကိုကိုစုရွာနေဝန်းကျင်မှာရှိတဲ့ရွာကြီးရွာငယ်တို့မှာလည်းစုံးတက်တက်ကြသူတွေအများပြားရှိကြပါတယ်အချို့သူတွေကမွေးရပါစုံးတက်တက်သူတွေဖြစ်ပြီးတော့တချို့သူတွေကတော့ဆရာတအူထံကစုံးတက်ကိုလဝါရိုက်ပြီးတော့တင်ယူထားသူတွေဖြစ်ကြပါတယ် တို့ဖြစ်ရကိုကိုစုရွာနီးတဝိုင်းမှာဆုံးဖြူစားခံရတဲ့လူနာကများပြားလာပါတယ်အဲဒီလူနာအလုံးကိုဆရာကြီးဦးစိန်ဖေကပျောက်ကင်းအောင်ကုသပေးနိုင်တာကြောင့်လဲဆရာကြီးဦးစိန်ဖေကထင်ရှားကြော်ကြားလာသူဖြစ်ပါတယ်ဆရာကြီးဆရာကြီးကျွန်တော်မိမောက်ကဲပေါင်းဆရာကြီးရဲ့ရွာသားတာချိုတယောက်ဆရာဦးစိန်ဖေအိမ်ချန်ထဲကိုအတင်းပြေးဝင်လာရင်လည်းအော်ပြောနေပါတယ်တာချိုရဲ့အော်တဲ့ကြောင့်အိမ်ပေါ်မှာရှိနေတဲ့ဆရာဦးစိန်ဖေအိမ်ရှိကိုလာရောက်ပြီးတော့ရက်ခါတာချိုကိုမေးလိုက်ပါတယ်ဟဲ့တာချို အလန့်တကြားနဲ့ဘာဖြစ်လာတာလဲကွာအိမ်မော်တက်ပြီးတော့မှအေးစေးပြောလဲရရသားနဲ့ကွာလာလာအိမ်မော်တက်လာခဲ့ဆရာဦးစိန်ဘေစကားကြောင့်တာချိုနှုတ်ပိတ်သွားကအိမ်မော်ကိုတက်ပြီးတော့ဆရာဦးစိန်ဘေအနီးမှာရက်ကခက်ရွရွလေးဝင်ထိုင်လိုက်ပါတယ်ကဲပြောပါအောင်ကွယ်မင်းဘာဖြစ်လာလဲကျွန်တော်ဘာမှဖြစ်ပါဘူးဆရာကြီးရဲ့မင်းဘာမှမဖြစ်လို့ရှိရင်ငါ့စီကိုဘာကြောင့်လာရတာလဲကွာဟုတ်လေဖြစ်တာကျွန်တော်မိမမတ်ကျင်ပါဗျာမင်းမိမဘာဖြစ်လို့လဲကွာဒီနေ့အိယာအထမှာထားလို့မရတော့ပါဘူးဆရာကြီးရဲ့သူအိယာထားလို့ရှိရင်သူ့အောက်ကဖျားသူ့ကိုမှကတ်နေပါတယ်အဲ့ဒါ တာချိုကစကားကိုခဏယက်လိုက်ပြီးတော့ဆရာဦးစိန်ဘေးကိုအကဲခတ်ကြည့်လိုက်ပါတယ်။ဆရာဦးစိန်ဘေးကတာချိုစကားကိုနားထောင်ရင်လည်းခေါင်းတဆက်ဆက်ညှိနေပါတယ်။အေးဒီဟာမတွေနဲ့တော့ခတ်တော့ခတ်တာပဲကွာ။ခတ်တာမင်းမိမလည်းနှုတ်ကြံတော့သူတို့ကမင်းမိမကိုစိတ်ဆိုးပြီးတော့လှုပ်လိုက်တာကွာ။ကဲကဲခဏနေလို့ရှိရင်ငါဟိုဘက်ယူအောင်စေးသွက်ကူရမယ်။အရီကိုသွားရင်နဲ့မင်းရင်ကိုငါဝင်လာခဲ့မယ်မင်းရင်ပြန်နဲ့မင်းမိမကိုအဲ့ရပေါ်မှာပဲလဲနေလို့ပြောကြလားအေးအေးတွတ်တွတ်ပြန်နေတော့သွားဆရာယူစိတ်ဖေးရဲ့စကားကြောင့်တာချိုထပ်ပြန်သွားခဲ့ပါတယ် ဆရာယူစိန်ဘေကစေးကူသွားရမှာဖြစ်ပြီးတော့စေးဘူးတွေကိုစေးရီထဲကိုထည့်ပြီးတဲ့နောက်ခေါင်းပေါင်းကအိမ်ကနေထွက်လာခဲ့ပါတယ်။တာချူရဲ့အိမ်ကရွာရဲ့အရှိပိုင်းမှာရှိတာကြောင့်တခြားရွာကိုသွားရင်တာချူရဲ့အိမ်ရှိကနေဖြတ်သွားရပါတယ်။အဲဒါကြောင့်မဲဆရာယူစိန်ဘေကတာချူအိမ်ကိုခိတ္တခဏဝင်ရောက်ခဲ့ပါတယ်။တာချူရဲ့မိမကဖျားပေါ်မှာဆန်းဆန်းကြီးအိတ်နေရပါတယ်။ဆရာယူစိန်ဘေကအိမ်ရမှာထားခိုင်းရာကိုမှဖျားကတ်ပြီးတော့ပါလာခဲ့ပါတယ်။ အဲဒီအခါမှာတော့ဆရာဦးစိန်ဘေးကဖះကန်းကိုသွားပြီးတော့ဖះကျောင်းဆောင်ရှေ့မှာရက်ခါစင်မင်းပူဇော်ပြီးတော့တောတော်ရီတစ်ခွက်ကိုကတ်လူပူဇော်ပြီးတဲ့နောက်ဂါထာမန္တန်တွေကိုခိတ္တခဏရွတ်ပွားနေပါတယ်ပြီးတဲ့နောက်မှာတော့တောတော်ရီခွက်ကိုကင်ပြီးတော့တာချိုမိမရဲ့အနီမှာမတ်တက်ရက်လျက်မတိုးမကျဲနဲ့ပြောလိုက်ပါတယ်ဘသူလှုပ်ထားတဲ့ဆိုတော့ငါသိတယ်နော်ချစ်လို့ပဲဆဆမုန်းလို့ပဲလှုပ်လို့ကိုလှုပ်ထားတဲ့ပညာကိုကိုပြန်ယူကြဖို့အတွက်ငါမေတ္တာနဲ့တောင်းပန်တယ်မရရင်တော့ရတဲ့အနေနဲ့လှုပ်ရမှာပဲကဲပြောနေကြတယ်အခုပဲကိုရဲ့ပညာကိုကိုပြန်ယူလာကြတော့ ဆရာဦးစိန်ဘေးကမတ်တက်ရက်ပြီးတော့ပြောနေတာကိုတာချိုကဘေးကမတ်တက်ရက်ပြီးတော့ကြည်နေပါတယ်မိမဖြစ်သူကဖျားပေါ်မှာလဲလျောင်းရင်းနဲ့မျက်စိပေကလက်ပေကလက်နဲ့ဆရာဦးစိန်ဘေးကိုငေးကြည့်နေပါတယ်ကဲမတ်တက်ရက်ကြည့်စမ်းကွယ်ဦးစိန်ဘေးရဲ့စကားကြောင့်တာချိုရဲ့မိမဟာအဲ့ရကနေထလိုက်ပါတယ်အဲဒီခါမှာဖျားကသူမရဲ့ကိုမှာကပ်ပါလာတာကိုတွေ့ရပါတယ်ဟေးမြစ်တာနဲ့ပြောမရတော့လဲရတဲ့နီ၃ရပေမပေါ်ကဲကဲပြန်လဲနေလိုက်ကွယ်ဆရာဦးစိန်ဖေးရဲ့စကားကြောင့်တာချိုမိမကပြန်ပြီးတော့လဲနေလိုက်ပြန်ပါတယ် အရိကမှာဆရာဦးစိန်ဘေကသူ့ရဲ့လက်ထဲမှာကင်ထားတဲ့တောက်တော်ရီခွက်တွေကရေတချို့ကိုသူ့ရဲ့လက်တစ်ဖက်နဲ့စွပ်ပြီးတော့အဲ့ဒီရေတွေနဲ့တာချိုးရဲ့မိမကိုပေါ်ကိုတောက်ချလိုက်ပါတယ်အမလီအမလီပူရပူရကြောက်ပါပြီမလုပ်ပါနဲ့တော့ပူရအာမလုပ်ပါနဲ့တော့ကြောက်ပါပြီပြောတဲ့တိုင်းလုပ်ပေးပါမယ်ပြောတဲ့တိုင်းလုပ်ပေးပါမယ်နော် တာချူရဲ့မိမကရုတ်တရက်ဆိုသလိုသတိလစ်သွားကဖြာနဲ့ကလေးရက်နဲ့ဟိုဘက်ဒီဘက်တပတ်စီလူလိမ့်ကအော်နေပါတယ်။ဆရာဦးစိန်ဘေးကတော့ပြုံးလျက်နဲ့ပဲခေါင်းကိုတစက်စက်ညှိနေပါတယ်။ခဏလောက်ကြာမှတော့လူလိမ့်မှုတွေကခဏလောက်ရက်သွားပြီးတိတ်ဆိတ်သွားခဲ့ပါတယ်။တာချူရဲ့မိမကိုနဲ့ဖြာကလည်းတကွဲတပြားစီဖြစ်သွားတာကိုတွေ့ရပါတယ်။ကဲဒါလောက်ဆိုလို့ရှိရင်ကောင်းသွားပါပြီ။ ဖယားစီမှာကြော့ပြီးတော့ဆုတောင်းဒါကိုတောက်လိုက်ကွယ်ဆရာဦးစိန်ဘေးကတောက်တော်ရေကွက်ထဲကရေတချို့ကိုလက်မှဆွပြီးတော့တာချိုးရဲ့မိမခန္ဓာကိုယ်အနှံ့ကိုတောက်ပေးလိုက်ပြီးတော့ရေတောက်ရန်ခွက်ကိုလမ်းပေးလိုက်ပါတယ်တာချိုးရဲ့မိမကရေတောက်ပြီးတဲ့နောက်ဖယားကန်းကိုသွားကဖယားဝတ်ပြုတ်နေပါတယ်ခုလိုကုပေးတာဂျေစုတင်ပါဆရာရဲ့ကျွန်တော်ဆရာကြီးကိုဘယ်လိုကြော့ရမလဲခင်ဗျာတာချိုးငါအတပြဆရာမဟုတ်ပါဘူးကွာစေတနာဆရာပါမင်းတို့တက်နိုင်တဲ့လောက်ဆိုရပါတယ်ဩဒါနဲ့မင်းမိမကိုပြောဆိုဆင်ခြင်မို့တရိပ်ပေးထားအောင်ကြားလား ငါသွားတော့မယ်ကွယ်ဆရာဦးစိန်ပြလက်ထွက်သွားရနောက်ကိုတာချိုအပြေးလိုက်သွားပြီးတော့ဆရာရဲ့လက်ထဲကိုငွေချို့ထည့်ပေးလိုက်ပါတယ်ပြီးတဲ့နောက်မှာတော့တာချိုအိမ်မော်ကိုပြန်တက်လာကဇနီးတဲ့ကိုကြည့်ပြီးတော့ဝမ်းသာနေပါတယ်ဆရာဦးစိန်ပြကတခြားရွာကိုဆေးကုရန်ရွာလန်းတိုင်းရှောက်သွားနေပါတော့တယ်ဒီနေ့မှာတော့ဆရာဦးစိန်ပြအိမ်မှာအနားယူနေစဉ်ညီမဖြစ်သူနဲ့ယောက်ဖဖြစ်သူတို့နှုတ်ဦးရဖရနဲ့ရောက်ချလာခဲ့ပါတယ်အိမ်မော်မှာထိုင်မိတယ်ဆိုတာနဲ့ယောက်ဖဖြစ်သူကဇက်စုံကိုခင်းပြပါတယ်ညီမဖြစ်သူကလည်းဘေးကနေဝင်ရောက်ပြီးတော့ပြောဆိုနေပါတယ် ျွန်တော်တို့ရွာတွေကစုံတက်တဲ့ကဝေမှကျင်မြန်နေကျွန်တော်တို့လင်မယားစကားများရံဖြစ်ကြတော့ तू ကမကျင်နဲ့လို့ဆိုပြီးတော့ကျွန်တော်တို့လင်မယားကိုတိုက်နွားနဲ့တိုက်တတ်မယ်လို့ကြိန်းဝါနေတယ်အဲ့ဒါအကိုကြီးရဲ့ကဲပေါင်းများဟုတ်ပါတယ်ကိုကြီးရဲ့ဒီရက်အတွင်းမှာကျမတို့လင်မယားကိုတေအောင်လုပ်ပြမယ်လို့ကြိန်းဝါနေပါတယ်အဲ့ဒါနဲ့ကြောက်ပြီးတော့အကိုကြီးစီကိုပြေးလာခဲ့ရတာပါကျမတို့ကဲပါနော်။အေးနင်တို့ကလည်းအဲ့လိုမိမနဲ့များစကားများရံဖြစ်ကြရသလားကွ။တကယ်ဆိုကိုကစကနေရံဆဲဆိုသလိုမတိလိုက်မတိဖတ်တာနေလိုက်ပြီးတဲ့ကိစ္စပဲ။ကဲပါလေဖြစ်လာပြီးမှတော့လဲစူနေလဲအပူပါပဲ။ နေုံနေုံငါတစ်ချက်ကြည့်လိုက်အောင်ပဲကွယ်ဆရာဦးစိန်ဖေကစကားစကားကိုခိတရက်ကမျက်စိမိတ်အာယုံပြုတ်ကနေလိုက်ပါတယ်မျက်စိမိတ်ထားပဲမဲ့လဲဦးကောင်းကတော့တစက်စက်တညင်ညင်နဲ့ပြုတ်လုံနေပါတယ်ခဏလောက်ကြာရင်တော့မျက်စိပြန်ပွင့်လာပြီးတော့နင်တို့ကသူကဒီညပဲတိုက်နွားနဲ့တိုက်တတ်ဖို့လုံနေပြီကဲနင်တို့ငါ့အိမ်မှာပဲနေကြနင်တို့အိမ်ပြန်နင်တို့ဒုက္ခရောက်မှကျင်းနေတယ်ခတ်တာသူ့နွားကိုရှင်မငါ့အိမ်မှာနွားကောင်းကောင်းမရှိတာခတ်တယ်ကွယ်အိမ်မှာနွားပေါက်လေးတကောင်မရှိတာဘာပဲဖြစ်ဖြစ်လေဒီနွားပေါက်လေးနဲ့ပဲတိုက်ရတော့မှာပေါ့ကဲကဲ နင်တို့လင်မရတဲ့နေသားတလို့သာနေကြပြီတော့ဆရာဦးစိန်ဘေးကပြောပြောဆိုဆိုနဲ့နေရာကနေထသွားပါတယ်ဆရာဦးစိန်ဘေးရဲ့ရောက်ပါဦးမြနဲ့ညမငွေစိန်တို့လင်မရတယောက်မျက်နှာတယောက်ကြည့်လျက်ဆရာငယ်ကကြံရိတ်ခဲ့ကြပါတယ်ငွေစိန်နေအကိုကြီးရဲ့မိန်းမကိုနောက်ဖေးမှာသွားပြီးတော့ဝိုင်းကူလုပ်ပေးလိုက်အောင်ငါအိမ်ရှိမှလှုပ်ဆရာရှိတာဝိုင်းကူလုပ်ပေးလိုက်မယ်ကြာလားသွားသွားလင်မယားနေရောက်တာဝန်ခွဲဝေကနေရာကအတိအသီးထသွားကြပါတယ်။ဆရာကြီးဦးစိန်ဖေကတော့နွားတင်းကုတ်ကိုသွားပြီးတော့သူ့နွားပေါက်လေးရဲ့အခြေအနေကိုလေးလာသုံးသပ်နေပါတယ်။နွားပေါက်လေးကပင်ပင်ပပလေးဖြစ်ပြီးတော့ခန့်ငယ်ငယ်လေးသာဖြစ်ပါတယ်။ အဲ့ဒီနွားလေးကအခုမှပေါက်ခါစားလေးပါကိုလုံးကလည်းဖွင့်နှွားမှုမရှိသေးပါဘူးထိုနွားပေါက်ကလေးကခိုင်းစားလို့ပဲမရသေးတဲ့နုနယ်သေးတဲ့အရွယ်ဖြစ်ပါတယ်ဆရာကြီးဦးစိန်ဘေးကတောသူတောင်သားဖြစ်တော်ညာလဲလေရလုပ်ငန်းကိုလုံခြုံစားသောက်သူမဟုတ်ရာအိမ်မှာနွားကောင်းကောင်းမရှိပါဘူးရခင်ကရှိခဲ့ဘူးတဲ့နွားတရှင်းကိုလည်းအပီးရောင်းလိုက်လေရအဲ့ဒီနွားတရှင်းကပေါက်ဖွားလာတဲ့ယခုနွားပေါက်လေးသာအိမ်မှာကြံရစ်ခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီနွားပေါက်ကလေးကိုလည်းအရွယ်မရောက်သေးတာကြောင့်သာကျွေးမွေးဆောက်ရှောက်ထားပြီးတော့အရွယ်ရောက်လာတဲ့အခါမှာတော့ရောင်းစားရန်စိတ်ကူးပိသားဖြစ်ပါတယ်အချိန်ကတော့နေဝင်ပြီးတဲ့နောက်ပိုင်းချက်ချင်းပင်အမောင်တန်းလာကညာဘက်ကိုတဖြည်းဖြည်းချင်း င်းဝင်ရောက်လာခဲ့ပါတယ်။ဆရာဦးစိန်ဖေကနေဝင်တဲ့အချိန်ကနေစပြီးတော့ဖះကျောင်းဆောင်ရှင်မှာတင်မြင်ခွေထိုင်ပြီးတရားအားထုတ်နေပါတယ်။ဆရာကြီးဦးစိန်ဖေရဲ့ဇနီးနဲ့မန်းငွေစိန်တို့ဇနီးမောင်နှံဟာတနင်္လာမှာဝိုင်းဖွဲ့ထိုင်ရင်ဆရာကြီးဦးစိန်ဖေရဲ့အရေးအကဲကိုစောင့်ကြည့်နေကြပါတယ်။ ဆရာကြီးဦးစိန်ဖေးရဲ့နားထဲမှာတရုံနှုံနဲ့ကျန်းတန်းစွာပြေးလာတဲ့အတန်တွေကိုကြားနေရပါတယ်။အဲဒါကြောင့်မဲတရားထိုင်နေရကနေထကဖះเจ้าဆောင်မော်ကတောက်တော်ကြီးခွက်ကိုမယူကဆရာဦးစိန်ဖေးတယောက်အင်ရောက်ကိုဆင်းသွားခဲ့ပါတယ်။မငွေစိန်တို့ဇနီးမောင်နှံကလည်းဆရာဦးစိန်ဖေးနောက်ကနေကပ်ပြီးတော့လိုက်သွားခဲ့ကြပါတယ်။ဆရာဦးစိန်ဖေးရဲ့ဇနီးကတော့အိယာဝင်သွားခဲ့ပါပြီ။ဆရာဦးစိန်ဖေးကနွားတင်းငုတ်ထဲကိုဝင်ကနွားပေါက်လေးပေးမှထိုင်ကနွားပေါက်လေးကြောကိုပုတ်တက်ပေးနေပါတယ်။ ီးတဲ့နောက်မှာတော့လက်တဖက်နိုင်ပါလာတဲ့တောက်တော်ရီဘွက်ကိုလက်နဲ့အနှဲငယ်တွန်းလောင်းပြီးတဲ့နောက်နွားပေါက်လေးရဲ့ဥကောင်းတဲ့တကွာခန္ဓာကိုယ်တစ်ခုလုံးကိုပုတ်သက်ပေးနေပါတယ်။အဲဒီလိုနွားပေါက်လေးကိုပုတ်သက်နေစဉ်ဂါဒါတပုတ်ကလည်းတူတူလေးရွတ်စွန်နေပါတယ်။ပြီးတဲ့အခါမှာတော့ရီဘွက်ကိုမန်းမုတ်လိုက်ပါတယ်။ကွန်းတညက်ခန့်အကြာမှာတော့မန်းမိသားရီဘွက်ထဲကရီတွေကိုနွားစာကွက်ထဲကိုတွန်းချပြီးတော့နွားပေါက်ကလေးကိုတောက်စီလိုက်ပါတယ်။အဲဒီခါမှာနွားပေါက်ကလေးကချက်ချင်းမမမမရက်လာပြီးတော့ရန်သူကိုတိုက်ခိုက်မဲ့တရံအရှိန်ယူနေဟန်ရှိလာခဲ့ပါတယ်။ဆရာဦးစိန်ဘေးကဂါထာယူရင်းနဲ့နွားရဲ့ဥကောင်းကိုပုတ်သက်ပေးပြီးတော့"ကဲ အဖေသားကြီးအဖေတို့ရံမူလာမဲ့ရံသူကိုနိုင်အောင်သာတိုက်ခဲ့ပြီတော့ကွယ်အဖေသားကြီးအဖေအင်အားတွေပေးလိုက်ပြီမြစ်တာတွေတစ္ဆာတွေသူတော်ကောင်းပုဂ္ဂိုလ်များရဲ့ဂုဏ်တော်တွေပါထည့်ပေးလိုက်တယ်ဖေသားကြီးယုံယုံကြည်ကြည်အားရှိသလောက်ရံသူကိုချေမုန်းခဲ့ပြီတော့ကဲသွားသွားဟိုကရံသူကဒီကိုလာနေပြီသွားပြီတော့ကွယ်ဆရာကြီးဦးစိန်ဖေကနွားရဲ့ကြော်ကိုတစ်ချက်ပုတ်ပေးလိုက်စဉ်နွားပေါက်ကလေးကတကယ်နွားကြီးတကောင်လားအာကောင်မောင်းတဲ့တရှူးရှူးနဲ့ပြေးထွက်သွားပါတော့တယ်မင်းတို့တွေငိုင်းရင်ရောက်နေကြတာကံကောင်းနေမှန် မင်းတို့ရန်သူကအခုတိုက်နွားနဲ့မင်းတို့ရှိရာရက်ကိုလွတ်လိုက်ပြီအဲ့ဒီတိုက်နွားကမင်းတို့ရှိရာကိုအရောက်လာပြီးတော့မင်းတို့ဝေးတိုက်တက်မှာကွာအခုဒါဆိုရင်ကျွန်တော်တို့လင်မယားဘယ်လိုလုပ်ရမလဲဟုတ်ပါတယ်ကိုရင်ကျွန်တော်တို့ဘာမှပုံနေရမလဲမင်းတို့တွေပုံနေလို့လည်းမလွတ်ဘူးကွာဟိုဆုံးမှသူ့အတက်နဲ့မင်းတို့ဘာမှရှိတယ်ဆိုတာကိုသိတယ်ပြီးတော့သူလွတ်လိုက်တဲ့တိုက်နွားကို तू အိမ်ရနေဟိုသွားဒီသွားဟိုဟာလှုပ်ဒီဟာလှုပ်ဆိုပြီးတော့အမိန်ပေးခိုင်းလို့ရတယ်အခုအဲ့ဒီတိုက်နွားကမင်းတို့ရှိရာကိုတရှိန်ထိုးပြေးလာနေပြီဟမ်အခုဒါဆိုဘယ်လိုလုပ်ရမလဲ ကျမတို့တေးရတော့မလားဟဲ့အမလေးဟဲ့အခုမှတေးရမှကြောက်နေသေးတယ်ဒီမှာနင်တို့ငါ့စီရောက်လာမှတော့ဘာမှမဖြစ်စေရအောင်ငါတာဝန်ယူတယ်အခုမတွေ့ဘူးလားနင်တို့ရံပြုတ်မဲ့တိုက်နွားကိုတိုက်ခိုက်ဖို့ငါနွားပေါက်လေးကိုလွတ်လိုက်ပြီလေစုံမလွတ်လိုက်တဲ့တိုက်နွားငါ့စီကိုရောက်မလာစေရအောင်လန်တဝက်ကနေပြန်ပြေးသွားလိမ့်မယ်ဘာအောင်မှမစိုးရင်ညာနေတော့ကဲလာလာအိမ်မော်ပြန်နေကြရအောင် ဆရာဦးစိန်ဖေကပြောဆိုပြီးတော့အိမ်မော်ဥဆောင်တက်သွားကမန်းငွေစိန်တို့လင်မယားလဲကြောက်လန့်တကြနဲ့အိမ်မော်အပြေးလွှားတက်ခဲ့ကြရပါတယ်အိမ်မော်ရောက်ပြီးတော့ခိတမြထိုင်နေကြစဉ်အိမ်တစ်ခုလုံးတိတ်ငနဲ့တုံဟာသွားတော့သတိပြုလိုက်မိပါတယ်တရုံလုံးတဝုံဝုံနဲ့အတန်နေရာလဲစူညံနေပါတယ်ဟာစော်နေကြပြီကွာဆရာဦးစိန်ဖေကကောက်ခံငင်ကထပြောလိုက်ပါတယ် မငွေစိန်တို့ကဘာမှသဘောမပေါက်တလို့မျိုးပါဇက်အဟောင်းသားနဲ့ဆရာဦးစိန်ဖေကိုငေးကြည့်နေပါတယ်။အဲဒီအချိန်မှာပဲဒရုန်းတို့တဝုံဝုံနဲ့တစ်ခုနဲ့တစ်ခုထိတ်တိုက်တွဲဆုံနေတဲ့အတန်တွေကကြဲလောင်စွာထွက်ပေါ်လာခဲ့ပါတယ်။ထို့နည်းတူစွာပဲမြေကြီးမှလည်းတင်းတင်းတုံဟာသွားတာကိုအားလုံးသတိပြုလိုက်မိကြပါတယ်။ဆရာကြီးဦးစိန်ဖေကတော့အားလုံးကိုသိရှိပြီးဖြစ်ရာခေါင်းတညင်ညင်လုံနေပါတယ်။မငွေစိန်တို့လင်မယားကတော့ကြောက်လန့်လာကြကတဝုံနဲ့တူထိကက်ပြီးတော့နေနေကြပါတယ်။อืมတရားတာနဲ့မတရားတာကုသိုလ်နဲ့အကုသိုလ်ဘယ်ဟာတာမလဲဆိုတာစောင့်ကြည့်ကြတာပါ။ မြင့်စရိယာစိတ်နဲ့မေတ္တာစိတ်လည်းဒီတိုင်းပဲအချိန်တန်တော့အဖြေကပေါ်လာပြီမပေါ်အင်းလောဘတွေဒေါသတွေမောဟတွေနဲ့မိတွေလောင်နေကြတာတတိမထားမိကြတာမာပြီးရင်မာနေကြတာပါလား ဩဒုက္ခဒုက္ခဒုက္ခဆရာကြီးဦးစိန်ဘေကတယောက်တည်းပြောဆိုညင်ညွင်နဲ့အိမ်ရှိအိမ်ဘဝစီကိုငင်းမြော်ကြည့်ရှုနေပါတယ်မငွေစိန်တို့လင်မယားဟာလည်းငိန်တက်လျက်ကနေဆရာဦးစိန်ဘေကြည့်ရကိုလိုင်ငင်းကြည့်နေကြပါတယ်လာရောင်လေးညောင်းခြံဝင်းပြင်ပတ်တီတိုင်းတဲကွဲစွာမြင်နေရပါတယ်အဲဒီချိန်မှာပဲဒုံဒုံနဲ့ကြီးမားကျယ်လောင်လာတဲ့အတန်ကြီးတစ်ခုဟာထွက်ပေါ်လာပြီးတဲ့နောက်ပြန်လည်ငိန်တက်သွားတာကိုဆရာဦးစိန်ဘေရောမငွေစိန်တို့လင်မယားပါသတိပြုလိုက်မိကြပါတယ်အင်းပွဲရတော့ပြီးသွားပြီကွယ်ခဏနေမင်းတို့အဖြစ်သိရလိမ့်မယ် ငါနွားပေါက်လေးကိုတော့တနာတယ်ကွာသူ့ခမရအင်အားနဲ့မမျှတဲ့ဝန်ကိုထမ်းထားတာအတော်ပင်မန်းမှာပဲဒီနွားပေါက်လေးကမင်းတို့ကိုစားမင်းတို့ရန်သူကိုခြေမုံရတာအဲ့ဒါသူပြန်လာရင်အားရှိအောင်စားတော့ဖို့အတွက်အခုကလေးကမင်းတို့ပြင်ဆင်ထားကြကြားလာသွားသွားသွားလောက်ကြတော့သွား မငွေစိန်တို့လင်မယားဟာဆရာဦးစိန်ဖေစကားကြောင့်ချက်ချင်းထထွက်သွားကြပါတယ်။ကွန်တရာညက်ခန့်အကြာမှာတော့အိမ်ချံဝင်းအတွင်းကိုနွားပေါက်ကလေးဝင်လာတာကိုဆရာဦးစိန်ဖေလမ်းတွေးလိုက်လေရာအိမ်အောက်ကိုပြေးဆင်းသွားကနွားပေါက်ကလေးအနီးကိုတွားလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့နွားပေါက်ကလေးရဲ့ဥကောင်းနဲ့ကိုခန္ဓာတို့ကိုအသာအရာပုတ်သက်ပေးနေပါတယ်။ကောင်းကင်ရံမှာတော့လက်ဟာထင်ထင်တာနေခဲ့ပါတယ်။အင်းငါသားလေးတော်တော်ပင်ပန်းသွားမှာပဲနော်။ဒါမဲ့ကွယ်လူအသက်နှစ်ချောင်းကယ်တင်ခွင့်ရတဲ့အတွက်မင်းကုသိုလ်တွေအများကြီးရပါတယ်ကွယ်။ရှိဆက်ပြီးတော့မင်းဘဝတစ်လျှောက်လုံးလဲ။ ဘေးရနေရတွေကင်းဝေးပြီးတော့အေးကြံကြံတတရရနေသွားရမှာပါငါသားရဲ့ဟေးငွေစိန်ငါသားလေးစားဖို့အစားအသောက်တွေယူလာခဲ့ကြတော့ကွယ်ဆရာဦးစိန်ဖေကနွားပေါက်ကလေးကိုယူရစွာပုတ်တက်ပေးနေမငွေစိန်တို့ကိုလမ်းခေါ်လိုက်ပါတယ်အဲဒီချိန်မှာပဲမငွေစိန်တို့လင်မယားခုတ်ဆင်းထားတဲ့ကောက်ရိုးပြတ်တရောင်းနဲ့ဖွဲနူပဲပတ်နံပါတ်တွေကိုယူလာပြီးတော့နွားတင်းကုန်းရှိရာကိုတယ်လာခဲ့ကြပါတယ် ဆရာဦးစိန်ဖေကနွားပေါက်လေးကိုနွားတင်းကုတ်ရှိရာကိုဆွဲခေါ်လာခဲ့ပါတယ်မငွေစိန်တို့လင်မယားကနွားတင်းကုတ်ထဲမှာရှိတဲ့နွားစာကွက်တွေကိုကောက်ရိုးပြတ်တွေထဲရေနှဲငယ်တောက်လိုက်ပြီးတဲ့နောက်ဖွဲနှုကိုအပေါ်ရန်ကနေပတ်ကျဲကနွားပေါက်လေးကိုကျွေးပါတယ်ကဲမင်းတို့ရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ဟော်ဒီနွားပေါက်လေးကိုမင်းတို့လင်မယားတသက်လုံးပြန်ပြီးစောင့်ရှောက်သွားမယ်လို့မင်းတို့ငါ့ကိုဂရိပေးကြကွယ်ဟုတ်ကဲ့ကျွန်တော်တို့ဂရိပေးပါတယ်ဗျာကျမလည်းဂရိပေးပါရှင်ဖြစ်နိုင်မယ်ဆိုလို့ရှင်အကိုကြီးရဲ့ဒီနွားပေါက်လေးကိုကျမတို့ပေးပါလာရင်ကျမဆက်ပြီးတော့ပြည့်စုံသွားခြင်းလို့ပါ အေးကောင်းသားပဲကွယ်ငါမှသူ့ပြုစုချိန်မရှိဘူးလေဒါဆိုမင်းတို့ပြန်လို့ရှိရင်ယူသွားပေတော့ကွယ်ကျမတို့အိမ်ပြန်ရတော့မယ်ဟုတ်လားဟိုဆုံးမအန်နေရနင်တို့တွေအဲ့ဒီအန်နေရကင်းအောင်ဒီနွားပေါက်လေးကိုရှင်းခိုင်းပေးပြီလေနင်တို့လှုပ်တဲ့ဆုံးမနင်တို့ရွာမအောင်မနေနိုင်တော့ဘူးတနေရာကိုပြေးသွားပြီဘာမှမကြောက်နဲ့တော့ပြီးတော့နင်တို့အဆောင်လက်ဖွဲ့ရေးလဲငါပေးလိုက်ပါမယ်အေးတခုရှိတာနင်ပြောဆိုနေတိုင်းတင်တင်မွတ်မွတ်ရင်ကြီးကြီးနေဖို့ပဲကွယ်အေးတစ်ဖက်သားမစော်ကားမိစင်နဲ့ကြားလာဟုတ်ကဲ့ပါကိုကြီးအေးအေး အဲ့ဒါဆိုလို့ရှိရင်မနဲ့စောစောထပြန်ကြပါကွယ်ကဲငါလည်းတရေးတမောအိတ်လိုက်အောင်မယ်ဆရာဦးစိန်ဖေကပြောပြောဆိုဆိုအိမ်မော်ကိုတတ်သွားခဲ့ပါတယ်မငွေ့စိန်တို့လင်မယားကတော့နွားပေါက်လေးအစာစားနေတာကိုသဘောကျစွာနဲ့ငေးကြည့်ရင်ကြံ့ရစ်ခဲ့ပါတယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတယ်။လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။